င်းမှာနေတဲ့မြန်မာမိန်းကလေးတယောက်မျက်နှာကို acid နဲ့ပတ်ခံလိုက်ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေ reaction လေးလုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီလို reaction လုပ်ရတဲ့အဓိကအကြောင်းကြီးကလည်းကျွန်တော်ကြည့်ရှုနေကြတဲ့ viewer တွေအတွက်ဘာဖြစ်ဖြစ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ knowledge sharing လေးလုပ်ပေးခြင်းနဲ့အတွက်ကြောင့်လည်းဒီ video ရွေးချယ်လိုက်ခြင်းလည်းဖြစ်ပါတယ်။ Okay ဆိုတော့ဒီအကြောင်းကြီးကိုဘာမှမပြောခင်မှာဒီအကြောင်းကြီးနဲ့ပတ်သက်ပြီးတော့ကိုယ်စဲပြောထားတဲ့ interview video လေးကိုလည်းအနည်းငယ်ဖွင့်ပြပေးခြင်းပါတယ်။ပြီးတော့မှပဲကျွန်တော် reaction လုပ်ပေးပါမယ်။ Okay ဆိုတော့ကြည့်လိုက်ရအောင်။ကြောက်စရာကြီးပြရဲစလိုက်တာဆိုတာ။ဟိုမိန်းကလေးတယောက်ကိုပေါ့နော်။ဒါ ညအက်ဆစ်တင်တဲ့ဒါခေါင်းပေါ်လောင်းလိုက်တဲ့အချိန်မှာသူ့ဘဝအသက်ရှင်နေရအောင်မငရေဖြစ်သွားတယ်တကယ်တမ်းလေသူမျက်လုံးတွေလည်းကွယ်သွားခဲ့တယ်ပေါ့နော်ဆိုတော့တအားကိုကြောက်ဖို့ကောင်းတယ်လို့ကျွန်တော်ပြောချင်တယ်မလေးမှာနေမြန်မာအမျိုးသမီးလေးပေါ့လေဒီကောင်လေးမှာကဒီမိန်းမရှိထားတယ်ဟိုဘက်ကဩစတြေးလျမှာအဲ့မဲ့ तू ကလိန်ပြီးတော့မှကောင်မလေးကိုသူကဟိုဘောလူပြိုဆိုပြီးတော့မှ तू ကယူလိုက်တယ်ကောင်မလေးကမသိယူလိုက်တယ်ပေါ့နော်အကောင်မလေးကိုယ်မရှိသွားတဲ့အချိန်မှာ အဲ့မှာမကောင်းမလေးကတိတ်သွားတယ်။နင်းနေဟိုရထားတဲ့ကိုဝင်ကိုပေါ့နော်။မမလို့ရှင်ဖက်ချမယ်ပါညာပေါ့ဆိုပြောတယ်ကြားတယ်ဗျဟုတ်ကဲ့။ဆိုတော့အဲ့ချိန်မှာပဲကောင်းလေးကနေတောစာဖြစ်ပြီးတော့မှာပေါ့နော်။ရည်နွေးနဲ့အက်ဆစ်နဲ့ကိုတေချာအောင်ပေါ့နော်။ intentionally တေချာအောင်ကလုံးကြံလိုက်တော့ပေါ့နော်။ဆိုတဲ့ချိန်မှာခေါင်းပေါ်ကနေလောင်းချပြတာ။ခေါင်းပေါ်ကြီးကလောင်းချလိုက်တဲ့ခါကျတော့လူကလေအဲ့မှာပုံထဲမှာတွေ့ရတဲ့အချိန်မှာပဲနော်။မျက်လုံးကြီးလေအကုန်ကန်းသွားတာပါ။ โอเคสรุปวิดีโอนี้ก็တော့ဒီလောက်ပါပဲတကယ်ကိုစိတ်မကောင်းစရာပါเนาะဘာလို့ထောင်းလဲဆိုတော့ mainly တယောက်အတွက်အရန်ကိုအရေးကြီးတာကတော့မျက်နှာပါဆိုတော့အဲ့ဒီမျက်နှာကိုအခုလိုမျိုးဒါ acid နဲ့အလောင်းခံလိုက်ရတာဖြစ်တဲ့အတွက်လုံးဝတဆစီဖြစ်ပြီးတော့ရရစရာမရှိတော့ဘူး မူလပုံစံပြန်ကောင်းမှုဆိုတော့လည်းတော်တော်လေးကိုပြောမယ်ဆိုအခြေအနေတွေကခက်ခဲသွားပြီပေါ့နော်ဆိုတော့အဲ့လိုအခြေအနေတခုရောက်ရှိသွားဒီ main ကလေးအတွက်တော့အရင်ဆုံးပြောချင်တာတကယ်ကိုစိတ်မကောင်းဘူးဆိုတော့ဒီလိုဘာကြောင့်ဖြစ်တာလဲဆိုတော့ဒီနေ့ဒီ reaction မှာကျွန်တော်အနေနဲ့ကျွန်တော်ကြည့်ရှုနေကြပြရတဲ့အတွက် knowledge sharing အနေနဲ့ကျွန်တော်အနေနဲ့ပြန်လည်ပြီးတော့ reaction လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ reaction မလုပ်ခင်မှာအရင်ဆုံးအခုပြောသွားတဲ့အကြောင်းအရာကိုကြည့်မယ်ဆိုရင်အမျိုးသမီးဖြစ်တဲ့သူကအတူအနေနဲ့ပထမတော့ သူလက်တွဲထားတဲ့အမျိုးသားမှာအိမ်အောင်ရှိမှမသိဘူးပေါ့နော်။ဒီဩစတြေးလျသားလို့ပြောတယ်ဆိုတော့နောက်ပိုင်းမှာတည်သွားပြီးတော့မှနှစ်ယောက်သားစကားတွေများကြတယ်ရန်တွေဖြစ်ကြတယ်။အဲ့ဒီအခြေအနေမှာကျွန်တော်ယုံကြည်တာတော့ဒီဘက်ကဒီအမျိုးသားကိုမခံနိုင်တော့တဲ့အကြောင်းအရာတစ်ခုခုများပြလိုက်တာများလားပေါ့။အဲ့ဒီပုံမှာဒီကောင်ကပြောမယ်ဆိုရင်လူစိတ်မရှိလို့ပေါ့ဗျလူစိတ်ရှိရင်တော့ဘလောက်ပဲပြောပြောဒီလိုလောက်တီတော့လုံးမှာမဟုတ်လေ။နော်လူစိတ်လုံးဝမရှိတာဖြစ်တဲ့အတွက်သူကဒီလိုမျိုးအဆင်နဲ့ရှင်ရင်းနဲ့ရှင်းပြီးတော့မှဒေးထကြကျူတီကျန်းစီပြီးတော့မှ ကိုနဲ့ထာအတူတူနေခဲ့တဲ့ main ကလေးပေါ်မှာလုံးလိုက်တယ်။ဆိုတော့အဲ့ဒါကြောင့်လည်းလက်ရှိမှာ main ကလေးကတကယ်ကိုပဲမျက်နှာတစ်ခုလုံးကပျက်စီးသွားပြီးတော့မှလူမျိုးလက်ရှိအသက်ရှင်နေတဲ့ဆိုပေမဲ့လည်းနော်။ဒါပဲဖြစ်ဖြစ်သူ့ရဲ့နေရာမှာကျွန်တော်တို့ဝန်ခံစားကြည့်မယ်ဆိုရင်အသက်ရှင်နေတော့လည်းပဲ main ကလေးတယောက်အတွက်ဒီမျက်နှာဆိုတာအဲမ်းကိုအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်။ဒါ main ကလေးမှမဟုတ်ပါဘူးယောက်ျားလေးလည်းအတူတူပါပဲနော်။ဒါပဲဖြစ်ဖြစ်မျက်နှာဆိုတာလူတယောက်အတွက်တကယ်ကိုအဲအရင်ဆုံးကျွန်တော်တို့ဘာပဲလုပ်လုပ်လူတိုင်းကအရင်ဆုံးကြည့်မျက်နှာပဲစကြည့်တာ။ဆိုတော့အဲ့ဒီမျက်နှာကိုခု ဖြစ်သွားတာဖြစ်တဲ့အတွက်ဘလို့မှပြောမယ်ဆိုသူ့နေရာမှာကျွန်တော်တို့စိတ်တူကိုဝေခံစားပြီးလို့တော့မရနိုင်ပါဘူးသူရဲ့လက်ရှိဖြစ်နေတဲ့ခံစားချက်ကိုလေနော်အဲ့တော့ဒီလိုမျိုးဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်ချွတ်ချွတ်နေကြတဲ့ viewer တွေအနေနဲ့ကျွန်တော်ဒီနေ့အဓိက message ပေးချင်တာပါလဲဆိုတော့လေနော်ကျွန်တော်ဒီသမီးကြီးစားဘဝမှာဒဲကိုကအဲကိုတွင်းနေတဲ့အမျိုးသားကောင်လေးပေါ့နော်သူ့ရဲ့စိတ်နေစိတ်ထားကိုအဓိကကျွန်တော်တို့ပြောမယ်ဆိုဖန်တက်ဖို့လိုတယ်ကလား ဒီလူကဘလို့စိတ်ထားရှိလဲဒီလူကပြောမယ်ဆိုစိတ်ထားနူးညံ့တဲ့သူလားသို့မဟုတ်ဒီလူကစိတ်ထားကတခါတည်းမှာတကယ့်ကိုမထင်ထားလောက်အောင်ပဲဒေါသထွက်လေတဲ့လူလားပြီးအဲ့လိုဒေါသထွက်တဲ့အခါမှာသူ့ရဲ့ဒေါသကိုထိန်းချုပ်နိုင်စွာ control မဲ့သွားတဲ့လူစားမျိုးလားဆိုတာကျွန်တော်တွေးနေတဲ့ဒီ relationship တစ်ခုရဲ့ဒီ period ရဲ့အချိန်အတိုင်းတာအတော်တွေးတစ်ခုမှာပဲကျွန်တော်တို့အနေနဲ့အကဲဖြတ်တဲ့ဘုလို့လေ main ကလေးတွေ main ကလေးအထူးသဖြင့် main ကလေးတွေငါကျွန်တော်အကဲဖြတ်တဲ့ဘုလို့လေ အဲ့လိုမှအကင်းမဖြတ်တတ်ဘူးဆိုရင်အိမ်တော်တွေဘဝကိုချိန်သွားတဲ့အခါကျတော့မှကျွန်တော်ဒီရီးစားဘဝမှာတွေအကဲဖြစ်ရမယ်အကြောင်းအရာတစ်ခုကဒီချိန်သွားတဲ့ဒီအိမ်တော်တွေဘဝရောက်တော့မှအဲ့ဒါအီကိုကျွန်တော်တို့ကအဖြစ်ဆိုးကြီးတစ်ခုပေါ့ဗျာပြောမယ်ဆိုကိုမထင်ထားတဲ့စိတ်ပိုင်းဆိုင်ရာမျိုးသူ့မှာရှိနေတယ်ဆိုရင်ဘဝပဲခံရပြီပေါ့နော်ပြောမယ်ဆိုသွားပြီခံရပြီဆိုတာခြားတော့မဟုတ်ဘူးအခုလိုမျိုး လူစိတ်မရှိတဲ့เนาะအမျိုးသားတစ်ယောက်ကိုကအတိလို့ယူခဲ့မိရင် နောက်ဆက်တွဲပြောမယ်ဆိုရင်လုံးဝကိုကျွန်တော်မထင်ထားလောက်တဲ့ကိစ္စတွေဖြစ်လာနိုင်တယ်။ဘာကြောင့်ကျွန်တော်ဒီလိုပြောလဲဆိုတော့အိမ်တော်တဲ့ light ကအချိန်မရွေးကျွန်တော်တို့ပြောမယ်ဆိုအချိန်ကိုက်ပုံတစ်ခုလိုပဲအချိန်မရွေးထပောက်ကွယ်နိုင်တယ်။နော်ပောက်ရင်လည်းပောက်မယ်မပောက်ရင်လည်းမပောက်ဘူး။အဲဒါပေမဲ့တေချာတာတော့ဒီအိမ်တော်တဲ့ဘဝ light တစ်ခုလုံးမှာရံမဖြစ်တဲ့အိမ်တော်တဲ့လုံးဝကမှမရှိဘူး။ တစ်ခုမဟုတ်တစ်ခုတော့ဖြစ်မှာပဲအချောင်းရတစ်ခုမဟုတ်တစ်ခုနဲ့တော့ညိမှာပဲဆိုတော့အဲ့လိုညိလာပြီးအဲ့လိုမျိုးစကားတွေများလာပြီးရန်နေဖြစ်လာတဲ့အခါမျိုးကြရင် control မလုပ်နိုင်တဲ့အမျိုးသားကိုကိုကယူထားမိခဲ့ရင်ကိုက main ကလေးဖြစ်တဲ့အတွက်သူနဲ့ဖြစ်ပြီးဟေးဆိုရင်ကိုကတပန်းရှုံးမှာပဲအဲ့လိုအခြေအနေမျိုးမှာအမျိုးသားဖြစ်တဲ့သူကကိုတုံးနဲ့ရိုက်ရင်လည်းရိုက်မယ်လက်နဲ့ရိုက်ရင်လည်းရိုက်နိုင်တယ်အခုလိုအစုံးစုံအထိ ကိုလုံးဝပြောမယ်ဆိုရင် စိတ်ထဲမှာလုံးဝမရှိတော့ဘူးเนาะ ဒီမိမကိုဗာနဲ့ပဲဖြစ်ဖြစ်လုံမယ်ဆိုတော့အမျိုးသားနဲ့တွေ့ပြီဆိုရင်အခုလိုမျိုးခံရမှာနော်ဒါရန်ကိုပြောမယ်ဆိုရင်ကြောက်ဖို့လည်းကောင်းတယ်သင်ခန်းစာယူမယ်ဆိုလည်းယူစရာပေါ့လေနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲလူတယောက်ရဲ့စိတ်ဆိုတာတခါရံကြရင်လေကျွန်တော်တို့မျက်နှာဘလောက်ပဲချော်ချော်သီးလားသူ့ရဲ့အတွင်းစိတ်ကလုံးဝမျက်နှာနဲ့ဆန့်ကျင်ပဲဖြစ်နေတာအများကြီးရှိတယ်ဆိုတော့အဲအားကြောင့်မလို့လေကျွန်တော်ကြည့်ရှုနေကြတဲ့ view က main ကလေးတွေပေါ့နော် main ကလေးအနေနဲ့ ကိုယ့်ရဲ့အိမ်တော်တွေကိုမရွေးချယ်ခင်ကျွန်တော်အရင်ဆုံး relationship တစ်ခုကိုကျွန်တော်တို့ကြော်ဖြတ်ရတဲ့အခါမျိုးမှာချစ်သူအကြီးစားဘဝမှာတိတိကျကျကျွန်တော်တို့အဖြစ်တစ်ခုကိုရအောင်ထုတ်ပေါ့နော်ဒီယောက်ျားလေးဒီအမျိုးသားအဲဘလို့စိတ်ထားမျိုးရှိလဲသူ့မှာတနာကျင်တဲ့တစ်စိတ်ရှိလားနော်အဲ့ဒါအရင်ကြီးကြီးရနော်ကိုယ်ချစ်တာတစ်ခုတည်းနဲ့မပြီးဘူးနော်ချစ်တယ်ဆိုတာတစ်ခါတည်းရင်ကြရင်ကျွန်တော်အရှိတ်ဗီဒီယိုရီမှာပြောခဲ့ဘူးသလိုပဲအချစ်ဆိုတာတစ်ခါတည်းရင်ကြရင်အချိန်ကာလပေါ်မူတည်ပြီးတော့ပြောင်းလဲသွားတတ်တယ်။ဒါပေမဲ့မပြောင်းလဲတဲ့ အရာတွေကဘာကြီးလဲဆိုတော့သူ့ရဲ့ပင်ကိုစိတ်ပြသူ့ရဲ့ပင်ကိုစိတ်မှာဒီလူကလူတယောက်ပေါ်မှာမိန်းကလေးမှမဟုတ်တော့ဘယ်သူ့ကိုမဆိုတနာတက်တက်စိတ်ကျင်နာတက်တက်စိတ်အဲ့လိုမျိုးပြီးဖြူစင်တဲ့စိတ်ထားမျိုးတွေပေါ့သူ့မှာရှိတယ်ဆိုရင်အဲ့လိုစိတ်ထားမျိုးကိုပိုင်ဆိုင်ထားတဲ့အမျိုးသားတယောက်ကိုကိုကပိုင်ဆိုင်ထားတယ်ဆိုရင်အများတော့ကံကောင်းပြီတကယ်ပြောတာကံကောင်းပြီဘာကြောင့်လဲဆိုတော့အဲ့ဒါမျိုးကပတ်စံရှိတာတက်ကိုပူပြီးတက်မှုရှိတယ် အဲ့ဒါနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့သူပိုင်ဆိုင်ထားပြီဆိုရင်တော့ကိုကိုဘလောက်ပဲချစ်သူကြီးစားဘဝမှာယူယူရရနဲ့ချင်းချင်းနာနာနဲ့ထားထားအိမ်အောင်တဲ့ဘဝကိုချိန်သွားတဲ့အခါကျရင်အဲ့ဒါတွေကတဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကျွန်တော်တို့ရွှေအတုများလို့ပေါ့ဗျာတဖြည်းဖြည်းတဖြည်းဖြည်းနဲ့အရှောင်ကပြဲလာလိမ့်မယ်နော်နောက်ဆုံးကျရင်တော့ဒီလိုမျိုးကိစ္စတွေကဖြစ်ကောင်းဖြစ်လာနိုင်တယ်နောက်တစ်ချက်ကပါလဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုးယူပြီးသွားပြီး အိမ်အောင်တဲ့ဘဝကိုရောက်သွားပြီအဲ့ဒီခါကျမှသူ့ရဲ့စိတ်ရင်းအမှန်ကိုကိုကရိစားမိတယ်တိသွားတယ်ဒီလိုချစ်သူကြီးစားဘဝမှာအဖြစ်မထုတ်နိုင်ခဲ့ဘူးဆိုရင်ကျွန်တော်အနေနဲ့အဲ့လိုတိသွားတဲ့အရာတခုရင်ဘတ်ထဲမှာခဏသိမ်းထားအောင်သွားပြီးတော့သူနဲ့ထိတ်တိုက်မရင်ဆိုင်နဲ့နော်ထိတ်တိုက်မရင်ဆိုင်နဲ့ဘာကြောင့်လဲဆိုတော့သွားပြီးတော့ကိုကနေရဒီလိုမျိုးစိတ်ထားရှိတဲ့သူဆိုတာကိုကိုကတိပြီးတော့သွားပြီးတော့တုံ့ပြန်လိုက်မယ်ဆိုရင်သူကလုံမှာကိုကိုပူဆူပဆက်လုံမှာ အဲအဲ့လိုမျိုးအဖြစ်မျိုးကျွန်တော်ကြီးစုနေကြပြူပါရင်အမျိုးသမီးမိန်းကလေးတို့မဖြစ်စေချင်ဘူးအဲ့တော့ဘလို့ဖြစ်ရမလဲဆိုတော့ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်အဲကိုတည်အောင်မှာကိုစိတ်ထမခဏထားပြီးတော့ဒီမျိုးသားနဲ့ကိုဘလို့လမ်းခွဲမလဲအေးရအေးချောင်းဘလို့မျိုးအဲလမ်းခွဲလို့ရမလဲဆိုတော့ကျွန်တော်အေးချမ်းချမ်းစဉ်းစားပြီးတော့မှပညာရှိနီးနဲ့သူ့ရဲ့ဘဝတွေရတယ်ရအောင်ထွက်ဖို့လိုအပ်ပါတယ်เนาะအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်သွားပြီးတော့အဲထိတ်တိုက်သွားရင်ဆိုင်မယ်သူ့ရဲ့မကောင်းတဲ့ဇယိုက်ကိုသွားပြီးလက်ညှိုးထိုးမယ်ဆိုရင်တော့ မမျော်လင့်တဲ့အရာတွေကကိုယ့်အချီကိုချက်ချင်းဆိုဆိုကြားရောက်လာနိုင်ပါတယ်။ Okay ဆိုတော့ဒါကတော့ကျွန်တော်အနေနဲ့ကျွန်တော်ကြည့်ရှုနေကြတဲ့ URL အနေနဲ့ဒါတို့ကြီးမမားဖို့အတွက် အကြံပြုပြောကြားလိုက်တဲ့ reaction လေးပုံဖြစ်ပါတယ်။ Okay ဆိုတော့ဒီ video နဲ့ပတ်သက်ပြီးတော့ဗာမြမှတ်ချက်ပေးခြင်းလဲမှတ်ချက်ပေးခြင်းလားရှေးကုန်းမှာရေးသားကြပါကျွန်တော်နေ့စဉ်နဲ့များကြည့်ရှုအားပေးနေကြတဲ့ viewer တို့ကြောင့်ရှေးစီတဲ့အလေးနဲ့အတူပဲကျေးဇူးတင်ပါတယ်။နောက်ထပ် video မှာထပ်ပြီးအဆုံးကြီးပါဗျာ။ See you next week.